ချစ်ခင်နေစာပါတော်မိဘပြည်သူညီကောင်မတော်များခင်ဗျာ2015ခုနှစ်ဇွန်လ6ရက်နေ့မှာ2014 2015တက္ကသိုလ်ဝင်တဲ့စာမေးပွဲအောင်စင်းကိုထုတ်ပြန်ပေးခဲ့ပြီးဒီကနေ့2015ခုနှစ်ဇွန်လ8ရက်နေ့မှာတော့ကျောင်းသားကျောင်းသူများရဲ့အမှတ်စီရင်တွေကိုရှာကုန်မျိုးလှိုင်တက္ကသိုလ်နေမြေဝင်းအတွင်းမှာရှိတဲ့စွဲကပင်ဆောင်မှာထုတ်ယူခွင့်ပေးနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့6ရက်နေ့စနေနေ့အောင်စင်းထွက်ခဲ့ပါတယ်ကျွန်တော်တို့စနေပြီးတော့တနင်္ဂနွေရုံးပိတ်ရက်ပေါ့လေဒီနေ့တနင်္ဂနွေရုံးပွင့်တာနဲ့ချက်ချင်းပေါ့ ဒါအများပြည်သူတွေရဲ့လိုအပ်ချက်ပါခင်ဗျလိုအပ်ချက်ကိုကျွန်တော်တို့ယုံအနေနဲ့ဒါအမြန်ဆုံးဖြည့်ဆည်းပေးတဲ့သဘောပါအဲ့တော့အမှတ်စရင်းတွေကိုအခုမနေ့ယုံချိန်မှာပဲစတင်ပြီးတော့ထုတ်ပေးနေပါခင်ဗျဟုတ်ကဲ့ခင်ဗျာအမှတ်စင်းကတော့ရပါတယ်ဘာလို့မဆိုပေါ့လေကိုစားလဲထုတ်လို့ရပါတယ်ကြုံတဲ့လူထုတ်သွားလဲရပါတယ်ခင်ဗျာသူတို့ရဲ့ခုံနမတ်ကလေးကိုမှန်ကန်တိကျအောင်ပေးနိုင်ရင်အမှတ်စင်းကအမြဲတမ်းထုတ်ယူခွင့်ရှိပါတယ်အဆောင်အရေအတွက်လည်းကန့်သက်ထားခြင်းမရှိပါဘူးလူသလောက်ပေါ့လူသလောက်ကလေးလူကျင်သလောက်ထုတ်ယူခွင့်ရှိပါတယ်ခင်ဗျာ အလုံးစင်ပြေပါတယ်ရှင်ဟုတ်ကဲ့ဖောင်လည်းဒီလိုပဲရပြီးတော့ချက်ချင်းဖြည့်တယ်သွားထက်ထားတယ်ပေါ့အဲနည်းနည်းတော့အချိန်လေးဆောင်ရတာပေါ့လူများတော့လေဟုတ်ကဲ့အာအကုန်လုံး၅ခုနဲ့အမပေါင်း95မှာပါအာအင်ဂျင်နီယာတက်ဖြစ်ပုံများပါတယ်ဟုတ်အတက်ကတတကုံပါရှင်6ဘာသာဂုံတူးနဲ့ပါရှင်အလုံးအမပေါင်း900မှတ်ရရှိပါတယ်ရှင်ဟုတ်ကဲ့ ကျောင်းသားကတော့အများကြီးလောက်ခဲ့ရပါတယ်ကိုကကိုကျောင်းမှာတင်နေတယ်လေဟိုဆရာမတွေတင်တာတော့တလုံးမချင်အကုန်လုံးနားဝင်အောင်လို့တေချာနားထောင်နေရတယ်ဘောနောအိမ်မှာလည်းအများကြီးလေးကျင့်မှုတွေတော့ခဲ့ရပါတယ်ဟုတ်ဟုတ်ကဲ့အမစင်းကိုလာရောက်ထုတ်ယူတဲ့အခါမှာကျွန်တော်တို့အနေနဲ့အမြန်ဆုံးသူတို့ဗောလေရရှိသွားအောင်လို့ကျွန်တော်တို့စီစဉ်ဆောင်ရွက်ထားပါတယ်သူတို့ခုနမတ်နဲ့ခုနှစ်ကလေးမှန်ကန်ရင်ဗောမှန်ကန်တာနဲ့ကျွန်တော်တို့အိမ်မှာ ချက်ချင်းပေါ့လေနိုင်ပိုင်းအတွင်းလောက်ပေါ့အဲတအားအခုလိုပေါ့ဒီနေ့ဆိုရင်တော့ပြည်သူအများများပါတယ်ခင်ဗျအဲကျွန်တော်တို့တနေ့လုံးဆိုဒါမနေ့ကလေးကမနေ့ဆိုရုံးမပွင့်ခင်9နိုင်ကျော်လောက်ကလေးကပြည်သူကစတင်ပြီးတော့ရောက်နေကြပြီအဲ10နိုင်လောက်မှာကျွန်တော်တို့ထိန်းတာထိန်းမရတော့ထိန်းမတအားများတာပေါ့တအားများတဲ့အခါကျွန်တော်တို့ရုံးချိန်9နိုင်တောင်မစောင့်နိုင်တော့ပါဘူးမစောင့်နိုင်တော့ဘယ်နဲ့ဒီ10နိုင်ကျော်လောက်ကလေးကပေါ့လေစတင်ပြီးသူတို့ကိုဆောင်ရွက်ပြီးထုတ်ပေးနေတာဒီနေ့ကတော့လူတော်တော်များများတဲ့အခါတော့သူတို့လူအများများလို့တာ ဒီခဏစောင့်ရတဲ့သဘောပေါ့လေကျွန်တော်ပုံမှန်အနေထားဆိုရင်တော့မစောင့်ရပါဘူးခင်ဗျပုံမှန်ဆိုရင်လာရောက်ပြီးတော့ဒီခုံနမခုနေကလေးပြောပြီးတော့ပုံစံလေးပြည့်စုံအောင်ဖြည့်လိုက်တာ ਨੇ ကျွန်တော်ချက်ချင်းကိုထုတ်ပေးပါတယ်ခင်ဗျအမြန်ဆုံးဆောင်ရွက်ပေးပါတယ်ပြည်သူတွေအဲအဆင်မပြေမှုကဘယ်လိုရှိလဲဆိုတော့အရှိမအခုဖောင်နေရောင်းပေးနေတယ်ဗောနော်ပရမအုပ်ဆုံးလာတော့မိုးမရွာဘူးအလူတွေအများကြီး ਨੇ တိတ်တိုးနေရဗောနော်အဲ့တော့အဲ့ဒါကိုအခုဒီမှာအခုကျွန်တော်တို့တွေရောက်တာ7နှစ်လောက်7နှစ်ခွဲလောက်တွေရောက်တာဗောအခုအကုန်လုံးဖြည့်ပြီးွားတဲ့ခါကျတော့ကလေးတွေအကုန်လုံးတိုးရမှာဆိုလို့ ကွန်လုံးပေါင်းပြီးသွားတင်တာပေါ့အော်ဒီမနစ်ကတော့ကတော့ပိုအဆင်ပြေတယ်မနစ်ကတင်တဲ့နေရာတီးတီးတန်းတန်းရှိတယ်ပေါ့ဒီနေ့ကတင်တဲ့နေရာအနောက်မှာအနောက်ဘက်ကိုရောက်သွားတယ်စာစစ်ပွဲကအနောက်ဘက်ကိုရောက်သွားပြီးတော့ပြီးတော့နည်းနည်းချောင်းကြတာပေါ့ချောင်းကြပြီးတော့ဖွင့်ထားတဲ့ session ကလည်းနေတယ်တစ်ခုလောက်ပဲရှိတယ်အဲ့တော့အဲ့ session တစ်ခုထဲမှာဒီလိုအများကြီးပြုံတင်တော့တင်တော့နောက်ဆုံးကျတော့သူတို့လည်းမနိုင်ဘူးလူမနိုင်တော့သူတို့ပိတ်လိုက်တယ်ပိတ်လိုက်ပြီးအခုကျွန်တော်တို့ဒီစာရွက်တွေအခုထိအတင်မကန်ဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့အခုဘယ်လောက်ဘယ်အချိန်ကြမှာဆက်အတင်ကန်မယ်ဆိုတာကိုလည်းမေးလို့လည်းမရဘူးအကောင်လုံးပိတ်ပလိုက်ပြီ ပိတ်ပလိုက်ပြီးတော့မွေးရည်တွေမှာအခုဆက်ဆောင်နေရတာအဆင်မပြေမှုတွေအများကြီးရှိရလေအားကြောင့်ဒီမှာအခုလူကြီးတယောက်ယောက်နဲ့တွေ့ဖို့လာပြောတော့လေသူတို့ကပိတ်ထားတယ်အဝင်မခံဘူးပေါ့နော်အဲ့လိုအားကြောင့်မို့ဒါပေမဲ့သူတို့ကိုသူတို့လည်းအခြေအနေဟိုမျိုးမျိုးတော့ရှိမှာပေါ့နော်အကြောင်းမျိုးမျိုးတော့ရှိမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ဘက်ကအဆင်မပြေမှုကိုပြောတာလေသူတို့ဘက်ကဒီတက်ပို့ပြီးတော့ဟိုကောင်းစီကျင်နေဆိုရင်တော့ဟိုဒီမှာလဲဇောကမင်ဆောင်နဲ့ပတ်သက်ပြီးတော့စောင့်နေအများကြီးရှိရလို့ထင်တာပဲလေအဲ့နေရာမှာဆက်ရှင်တွေထပ်ပြီးတော့ဖွင့်ပေးစီကျင်တယ်တကယ်လို့ အာအနောက်ကမတင်တော့ဘူးဆိုလို့ရှိရင်လည်းလက်မခံတော့ဘူးဆိုရင်လည်းဒီရှိကဖောင်ရောင်းတာတွေအကုန်လုံးပိတ်လိုက်ဖို့တော့ဆန္ဒပြတာပေါ့နော်ရန်ကုန်တိုင်းဒေသကြီးစာစစ်ဌာနမှာ ဖြည့်ဆို့အောင်မြင်သူများနဲ့တိုင်းနယ်ပြည်နယ်စာစစ်ဌာနများမှာဖြည့်ဆို့အောင်မြင်သူများအတွက်ဆက်ရှင်တစ်ခုဖွင့်လှစ်ပြီးတော့အမှန်စင်ရင်များထုတ်ယူဝင်ပြုနေတယ်လို့လည်းသိရပါတယ်။အမှန်စင်လာရောက်ထုတ်ယူသူများအနေနဲ့ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်ပါကကိုစားလာရောက်ထုတ်ယူခွင့်ပြုထားတယ်လို့လည်းသိရပါတယ်။ဘယ်လိုင်းကိုတက်ရမလဲဆိုတာတော့သိမဝင်ခွင့်လို့မရသေးဘူးပေါ့နော်။အမှတ်ပေါ်မှာကြည့်ပြီးတော့မှ တက်ဖို့စဉ်းစားထားပါတယ်။အရင်နှစ်တည်းကနည်းနည်းဝေးပြီးတော့ထုတ်ပေးတဲ့အတွက်နည်းနည်းအဆင်ပြေမယ်လို့ထင်တယ်နော်။ဒီနေ့ကတော့ဒီရက်ဆော့ပြီးထုတ်ပေးတယ်၊တခါလေးထုတ်ပေးတယ်ဆိုတော့နည်းနည်းအကြက်တဲလေးတော့ရှိတာပေါ့။လူကအကုန်ပြုံပြီးကြလာတဲ့ခါကျတော့ဘလို့မှတိုးလို့မရနိုင်ဘူးပေါ့နော်။နော်အောင်လက်မအနေနဲ့ကတော့အမှတ်စင်းတဲ့အောင်လက်မတော့သဘောတဘာဝချင်းနည်းနည်းကွာတာပေါ့လေအောင်လက်မကတော့ဒါကျွန်တော်တို့ certificate တစ်ခုအနေနဲ့ပေးတာဆိုတော့သူ့ကိုတော့ ဟိုကိုစားလဲထုတ်ခွင့်တော့ရှိပါတယ်ကျွန်တော်ရန်ကုန်တိုင်းဒေသကြီးအတွက်ဆိုရင်တော့ကလေးကိုတိုင်းထုတ်ပေးပါဒါမြစ်တမ်းရက်ခံထားပါတယ်တကယ်လို့ကလေးကိုတိုင်းမထုတ်ပေးနိုင်ဘူးဆိုရင်လည်းမိဘပေါ့မိဘအုပ်ထင်းသူဒကောင်စင်းဝင်မိသားစုဒီလိုတွေလာရောက်ထုတ်ခွင့်ရှိပါတယ်ခင်ဗျတကယ်လို့ပြည်နယ်တိုင်းဒေသကြီးကကလေးများကိုတိုင်းလာရောက်ထုတ်ယူမရဘူးမနိုင်ဘူးဆိုရင်ဒီကိုစားပေါ့ကိုစလေလာရောက်ထုတ်ခွင့်ရှိပါတယ်အဲ့လိုထုတ်ယူရတဲ့အခါမှာကလေးရဲ့ဓာတ်ပုံနှစ်ပုံဓာတ်ပုံနှစ်ပုံရင်နောက်တော့သူ့ရဲ့မှတ်ပုံတွေမိတူ ကိုစားလာရောက်ထုတ်ယူတဲ့လူရဲ့မှတ်ပုံတင်လေးယူလာရမှာမယ်ပြီးရင်ဒီကျွန်တော်တို့စီမှာအချက်လက်ကလေးပြည့်စုံမှန်ကန်စွာဖြည့်ပေးလို့ရှိရင်သူ့ကိုလည်းပဲကျွန်တော်တို့အမြန်ဆုံးဆောင်ရွက်ပေးပါလေထုတ်ပေးပါလေခင်ဗျအဲသူစိတ်ကြိုက်ပေါ့သူစိတ်ဝင်စားတဲ့စေတက္ကသိုလ်သူတက်မှတ်လို့စိတ်ကူးထားပါလေရှင်သူစိတ်ကူးထားဟုတ်ကောနူကတော့ငါးခုနဲ့အောင်မြင်ခဲ့ရပါအမှတ်ကတော့910ကျော်လောက်တော့မှန်းထားပါတယ်ဟုတ်စေးတောင်းတက်ချင်ပါရှင့် ဒီကြောင်းသားလူငယ်လေးတွေပေါ့လေအခုဒီအောင်သည်ဖြစ်စီကြသည်ဖြစ်စီပေါ့နော်အောင်ရင်လည်းအောင်သွားပြီအမှတ်စင်းတွေအခုလာရောက်ပြီးတော့ကြီးကြတယ်ကြီးကြတဲ့အခါမှာကိုရရှိတဲ့အမှတ်ပုံမှာမူတည်ပြီးတော့ပေါ့နော်မှန်ကန်သောလမ်းကြောင်းလေးကိုရှောက်လန်းဖို့ပေါ့လေအေးဒါစဉ်းစားသင့်တယ်တကယ်လို့များအဲအကြောင်းမျိုးမျိုးကြောင့်ကြာခဲ့တဲ့ကလေးဆိုရင်လည်းစိတ်ဓာတ်မကြပဲနဲ့ပေါ့လေကိုအခုအမှတ်စင်းလေးထုတ်ကြည့်ပြီးတဲ့အခါမှာကြာသွားတဲ့ဘာသာရအားနေသွားတဲ့ဘာသာရပေါ့ဒီဘာသာရတွေကိုဘယ်လိုပြန်ပြီးတော့အဲပို့ပြီးတော့ပေါ့လေအဲစူးစမ်းပြီး ပြန်လည်ပြင်ဆင်မယ်ဆိုရင်လာမယ့်နှစ်မှာဒါအေးပို့ပြီးအောင်မြင်မှုတွေရမယ်ပေါ့လေဒါကြောင့်စိတ်ဓာတ်ကြာခြင်းမရှိဘဲနဲ့ပြန်လည်ပြီးတော့ကြိုးစားဖို့ပြန်လည်ပြင်ဆင်ဖို့ဒါတိုက်တွန်းလိုပါတယ်ဟုတ်ကဲ့နေစာပုံမှန်လောက်ကြာကြပါလို့စာလုံးလည်းလုံးနားလည်းယူကြပါလို့နောက်ပိုင်းမှာလေဝါးတာမျိုးမဖြစ်ပါစေနဲ့လို့ညီမလေးတို့ကြည့်ကြတယ်အဲအရန်ကပျော်ပြီးတော့ဂျီနူးဝင်တာမိပါတယ်သူရဲ့လူရင်ဆန္ဒလည်းပြည့်ရှိသွားတော့ဝင်တာမိပါတယ်မိဘဂျေဆုဆက်တယ်လို့ကျွန်မကတော့သူ့ကိုပြောမိပါတယ်ရှင့် ဟုတ်ကဲ့အကြတဲ့လူတွေလည်းအခုသိရှိလိုပြီဆိုရင်ကျွန်တော်တို့စီကိုအခုတို့ရဲ့ခုံနံပါတ်ကလေးပေါ့လေခုနှစ်ခုံနံပါတ်ကလေးမှန်အောင်ပြင်ကျွန်တော်တို့ကြတဲ့အမှတ်စင်းလေးကိုတို့ထုတ်ပေးလိုက်ပါတယ်အဲ့တော့အဲ့ဒီမှာကြတဲ့အတွက်ဘယ်ဘာသာရကြတဲ့အမှတ်ဘလောက်ရတယ်ဆိုတာပေါ့လေတို့စီမှာပါပါတယ်ဒါဆိုရင်ကိုဘယ်ဘာသာရအားနဲ့လည်းသိရှိရပြီးတော့အဲ့ဒီဘာသာရကိုပို့ပြီးတော့အားကောင်းအောင်ကြိုတင်ပြင်ဆင်ကြိုးစားလို့ရမှာပါခင်ဗျဟုတ်ကဲ့ပါ မိဘပြည်သူများခင်ဗျာအခုရှိုက်ကူးတင်ဆက်ပေးခဲ့တာကတော့2014 2015ခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြည့်ဆို့အောင်မြင်ကြသူများရဲ့အမှတ်စရင်းလာရောက်ထုတ်ယူနေတဲ့အကြောင်းကိုရှိုက်ကူးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ